ားလုံးမင်္ဂလာပါ JLPT ဆောင်ဝဲဖြေဖို့ကလည်း6ရက်ပဲလိုပါတော့တယ်ဒီချိန်မှာအားလုံးစာလုံးနေကြမယ်လို့ထင်ပါတယ်ဒီ6ရက်တွင်မှာဘာတွေလုပ်တင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပဲအကြံပေးတဲ့အနေနဲ့ပြောပြတဲ့ဗီဒီယိုလေးပါပဲ6ရက်ပဲလိုတော့တဲ့အတွက်ကြောင့်မို့လို့စာအခုမှစကြက်လို့ရှင်လည်းမမီတော့ပါဘူးစာချက်တာထက်စာမွေးကိုဘယ်လိုဖြေရမလဲဆိုတဲ့ဟာကိုစဉ်းစားသင့်တယ်လို့ထင်ပါတယ်။ဒီ6ရက်အတွင်းမှာ မေကောဟောင်းမဲ့ဖြစ်ဖြစ်နမူနာမေကောပုံစံမဲ့ဖြစ်ဖြစ်နှစ်စုံသုံးစုံစာကို JLPT ဆောင်ဝဲဖြည့်တဲ့အတိုင်းကို ဖြည့်ကြည့်စေချင်ပါတယ်။ဆောင်ဝဲပုံစံတိုင်းကိုပဲအချိန်ကိုက်ဖြည့်မယ်ဆိုလို့ရှိရင်ကိုပဲနေရာအားနေနေတာလဲဆိုတာကိုသိလာပါလိမ့်မယ်။ဒီ6ရက်တွင်မှလုပ်စေချင်တာတော့ဒီစာအုပ်ပါပဲခဏခဏကျွန်တော်မိတ်ဆက်ပေးနေရတာပါ။ဒီစာအုပ်ရဲ့နောက်ဆုံးမှာပါတဲ့ဂေါကကုရဲ့နော်ချက်ကုစဉ်ချက်ကုဆိုတဲ့ဟာလေးကိုလှုပ်ထားဖို့ပြောချင်ပါတယ်။ ဒီထဲမှာတော့အတန်ထွက်ခက်ဆင်ဆင်တူတဲ့ဟာတွေအထိပ္ပယ်ခက်ဆင်ဆင်တူတဲ့ဟာတွေနောက်ပြီးတော့မှပဲအရေးကြီးတဲ့ grammar လေးကိုလည်းဒီမှာစုစည်းထားပါတယ်မနေ့ပြန်ခုနလပိုင်းတရက်နေ့မှာဒါကိုတစ်ခါလုပ်ကြည့်ပါပြီးတော့မှပဲမျိုးကုန်နှစ်စုံစာသုံးစုံစာကိုဖြည့်ကြည့်ပါဖြည့်ကြည့်ပြီးတော့မှပဲစာဝဲဖြည့်မဲ့ရေမတိုင်ခင်6ရက်နေ့မှာဒါလေးကိုတစ်ခါလောက်ရပတ်ကြည့်ပါအဲတချို့တွေကလည်းကိုပိုင်းနှုတ်ထုတ်ထားတာတွေရှိပါတယ်အဲ့ဒီနှုတ်ထုတ်ထားတဲ့ဟာလေးတွေကိုလည်းတစ်ခါတစ်ခါပြန်ပြီးကြည့်ကြည့်ဖို့တော့ပြောချင်ပါတယ် အဲဆောင်ပွဲနီးလာတဲ့အခါမှာတော့ဖက်စာအုပ်တွေကိုဟိုကြည့်ဒီကြည့်ဆိုပြီးတော့မှကြည်တာထက်စားလို့ရှိရင်ကိုယ်ပဲညာမှာအားနေနေလဲအားနေတဲ့ဟာကိုဘယ်လိုလုပ်ရင်ကောင်းမလဲကိုမတိရဲ့စကလုံးတွေလာလို့ရှိရင်ဘယ်လိုဖြစ်ရင်ကောင်းမလဲတို့ကိုင်းကိုဘယ်လိုဖန်ကောင်းမလဲစတာတွေကိုဒီ6ရက်အတွင်းမှာပြန်ပြီးတော့မှပဲတုံးတက်ပြီးတော့မှပဲစမ်းစစ်ကြည့်ပါအဲ့ဒီအထဲမှာမှကိုယ်အတွက်အကောင်းဆုံးနီးလန်းတွေကိုလည်းရှာတွေ့နိုင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ဆောင်ဝတ်ဖြူက6ရက်ပဲလိုပါတော့တယ် စာချက်တဲဆိုတာထပ်စာလို့ရှိရင်စာမွဲကိုဘယ်လိုဖြည့်မလဲဆိုတဲ့ဟာကိုပြင်ဆင်တင်တဲ့အချိန်လို့ထင်ပါတယ်အဲစာမွဲကိုဘယ်လိုဖြည့်မလဲဆိုတဲ့ဟာကိုဒီ6ရက်တည်းမှာကိုယ့်အကကိုပြန်ပြီးတော့မှပဲသုံးသက်ရှာဖွေစစ်ဆေးကြည့်ဖို့တော့ပြောချင်ပါတယ်ဟုတ် JLPT စာမွဲဖြည့်မယ်ရက်မတိုင်ခင်အထိလိုအပ်တာလေးတွေကိုလည်းမျှဝေပေးပါဦးမယ်အသိကျင်တာရှိလို့ရှိရင်တော့ကောမန့်မှာလည်းရေးထားပေးပါဦးเนาะကျွန်တော်ပြန်ပြီးတော့ဖြည့်ပေးပါမယ်ဒါဆိုလို့ရှိရင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်